ကဲလိုင်းသားရတကူမကိစ္စကတော့ပြည်သူတွေကသနာနေတဲ့အချိန်မှာပဲသူရဲ့နောက်ကွယ်ရကိစ္စတွေအကုန်လုံးပေါ်ပေါက်လာလို့လမ်းဖြန့်ခဲ့ရကြပြန်ပါပြီဒီကနေ့သမဏလုံးတနေ့လုံးမှာတော့လိုင်းသားရတကူမအိုသနိုင်းကလုံကပြည်သူတွေကသနာကြရပေါ့နော်ဟိုလေးဟုတ်တယ်ကျွန်တော်ကလေးလေးကလေးမိနာမှာသနာစရာလीသူအနေနဲ့တော့ဒါမိခင်တယောက်ရဲ့မေတ္တာဆိုပြီးတော့တော့ဟိုကဘာနဲ့ချီပြီးနော်မိခင်နဲ့ချင်းပြီးတော့နော်အကုန်လုံးကဒါတချင်းတွေနဲ့ဂုံပြူကြရဲအလှူငွေတွေတွားပေးကြရဲဆိုတော့ ဒီနောက်ကွယ်မှာလူတွေကတည်တည်ချာချာကိုမသိဘဲနဲ့အကုန်လုံးကပြဿနာတော့သွားလူကုန်ကြပြီနော်ခိုင်နှင်းဝေတော့အလူငွေသွားပြီးတော့မယ့်နေသား လိုင်းတိုင်းကူကြီးကလည်းတော့အလှငွေကောက်ဖို့အတွက်လိုင်းပေါ်မှာချင်းညာလိုက်ပြီဆိုတော့အချိန်လေးကဘာတကူမှမသိရပဲနော်ခုလိုမျိုးတိုင်းကလုံးကဝိုင်းဝန်းသနာချရပေါ့နော်ဆိုတော့ဒီခေတ်မှာကဒါတကူကနော်ထောင်ပြင်ရောက်ပြီးတော့ဒါတကူကိုနှိမ့်ဆက်တဲ့သူကတကူကိုပြန်လှည့်ပြီးတော့အနိုင်ချင်းတဲ့သူကတကူကိုပြန်လှည့်ပြီးတော့ဒါပြန်လှုပ်တဲ့သူကနော်သူ့စီမှာလာခူးလို့ပြန်လှုပ်တဲ့သူကထောင်ပြန်ရောက်တဲ့ခေတ်ဖြစ်နေရနော်ဆိုတော့ဒီလိုပြောလို့လှုပ်တဲ့သူကိုကျွန်တော်ကာကွယ်ပြီးပြောရမှာမဟုတ်ဘူးသူလည်းလက်လွန်တယ် ဒါပေမဲ့အခုနောက်ွယ်မှာဘာပေါ်လာလဲဆိုတော့အဲ့ဒီเนาะကျွန်တော်ကိုမကကလေးလေးအမေရေးမဟုတ်ပဲနဲ့เนาะဒါဒီကနေ့မှာမိခင်เนาะစာချီဖြိုးကဒါနှောင်းဝန်းခွဲအတော်ဖြစ်ကြောင်းပေါ့လीသူ ਨੇ ဟိုဘယ်လိုပြောရမလဲအရင်လေးနီးကတ်တာလည်းမဟုတ်ဘူးနှောင်းဝန်းခွဲသုံးဝန်းခွဲအတော်ဖြစ်တယ်တဲ့เนาะအဲ့ဒီအတော်ကเนาะသူကကြတော့เนาะနေတိုင်းဒါဆေးုံမှာလှုပ်သွားလှုပ်ရတယ် ဆိုတော့ကလေးကိုအချိန်ပြည့်เนาะကျွန်တော်တို့မထိန်နိုင်ဘူးပေါ့เนาะဒီကနေ့မှာဆိုရင်အဲ့ဒီ1ဝန်းခွဲ3ဝန်းခွဲတော်တဲ့အတော်ကပေါ့လေကလေးကိုခဏလေးပဲဆိုပြီးတော့เนาะဒါခေါ်သွားတာအခုလိုမျိုးကိစ္စတွေဖြစ်ကုန်ပါတဲ့ဗျာเนาะသူနေနေကလေးကိုဘန်းပြပြီးတော့အပြင်မှာတောင်းစားရေเนาะကျွန်တော်တို့အခုလိုမျိုးခိုးရေပေါ့เนาะကလေးပါရင်တော့သူကဘာမှမလုပ်တော့ဘူးဆိုတဲ့နေသားမျိုးနဲ့ဆိုတော့ဒီလိုမျိုးအခြေအနေတွေကရုံမျိုးเนาะသူသူပြန်လိုင်းသားရတို့မှာကျွန်တော်တွေ့နေရတာဖြစ်တယ်ပေါ့เนาะဒီလိုမျိုးလူတန်းစားတွေကเนาะကလေးကိုသူတို့ကလေးအေးမှန်းလားမသိဘူးကျွန်တော်เนาะကလေးတွေကို ခေါ်ပြီးတော့ကိုလိုမျိုးလမ်းပေါ်လမ်းမပေါ်မှာဒါပတ်စံတောင်းစားတာတို့เนาะကျွန်တော်တို့ဟိုခိုးတာတို့ဖွက်တာတို့เนาะကလေးပိုင်ကလူတွေကမရိုက်ရဲတော့မသက်ရဲတော့ဆိုတော့အနေထားတွေကလူဖြစ်လာဆိုတော့ဟိုရန်ကုန်မှာရှိတယ်เนาะမြန်မာနိုင်ငံမှာရှိတယ်လူဒန်းစားတွေရဲ့အခြေအနေကဘယ်လောက်တိတိเนาะစီးမွေးတွေမှုတွေကဘယ်လောက်တိတိဆိုးရွားနေပြီလဲဆိုတာဒီဗီဒီယိုကနော်ဒီဖြစ်စဉ်ကဒါမိမောင်းထိုးပြနေရပါတယ်နော်ဆိုတော့မိခင်ဖြစ်တဲ့ကျွန်တော်နာမည်ကဒါ စာချီပြောကတော့ပြောလာပါတယ်သူသားလေးနော်ဒါကလေးလေးကိုသာဒါကျွန်တော်တို့နိုင်ငံတော်ရဲ့မိခင်လို့တော့ပြောလို့ရတယ်ခိုင်နေဝင်အနေနဲ့သာအကူညီပေးမယ်ဆိုရင်လွန်စွာမှဝမ်းသာမယ်ပေါ့နော်ကြောက်အသားကိုလေဒါကြောင်းလေးထားပေးစီခြင်းနဲ့ဘွားလေးကောင်းမွန်စွာဖြတ်တန်းစီခြင်းနဲ့ဒါကြောင့်မလို့လာရောက်ကူညီပေးဖို့အတွက်ခိုင်နေဝင်ကိုလေတောင်းဆိုထားရလေတွေ့ရတယ်ပေါ့နော်